ထမင်းမချက်တတ်ရင်ထမင်းချက်တတ်ဖို့အငားအကူအစားထုတ်လို့ရတယ်စင်းရင်အင်းမနိုင်ရင်လည်းစင်းရင်အငားအကူအစားထုတ်လို့ရတယ်ဒါပေမဲ့မိမိရဲ့ခန္ဓာကိုယ်မကျန်းမာရင်ဒါမှမဟုတ်ဆွမ်းဆောင်ရင်ကြားလို့ကိုယ်မသမီးနဲ့အိယာပေါ်မှာဆွမ်းဆောင်ဖို့နောက်ပြီးကွန်ပျူတာနဲ့အရုံနေဖို့ဆိုတာဒီနေရာမှာအစားထုတ်ဖို့ကဘယ်သူတွေလုပ်လဲဘယ်သူမှမလုပ်ဘူးနော်ကိုယ်တိုင်မလုပ်ချင်တာဟုတ်အေးအဲ့ဒါဆိုရင်နင်မဆွေးစီမှာအာရွာကပေါ့နော်မဆွေးလို့ရွာကမဆွေးလို့ဆီယမ်းမိုက်မှာဝန်ထမ်းလို့နေဆိုလို့ရှာပေးတဲ့အန်တီလဲအန်တီပေါ့နော်သူက ်မျိုးလက်တော်တယ်သူအဲ့မှာနေ့ရက်ပဲအမေကိုဖုန်းဆက်လာတယ်အန်ဒီအန်ဒီခင်သေးဦးပေါ့နော်သူ့နာမည်ကအဲ့အန်ဒီဆုံးတယ်ဆိုဟဲ့အကောင်ကြီးကိုတွေ့တော့တော့ကိုဟိုဟာလုတ်ဒီဟာလုတ်ပေးအကြီးမကြီးဘာဖြစ်နေ냐ဖြစ်တယ်ပေါ့ကိုအကြီးမဆိုတော့အကြီးမကြီးလို့ခေါ်တာပေါ့အဲပါသူလုတ်ပေးနေတယ်ဘာလို့ဖြစ်လို့အခုခောက်ကနေဆုံးတာမသိဘူးတဲ့မူးတယ်မူးတယ်မူးတယ်ဆိုပြီးတော့တဲ့အငါဟိုဟာလေးစီးလိမ့်ပြီးအောင်ဒီဟာလေးဆိုဗမာစီးလေးလိမ့်ဟိုဟာလေးလိမ့်ဟိုဖြည့်စီးလေးစားဒီဟာလေးစားရင်းလို့နေတယ်အဲမျိုးလုံးလေးမျက်စုရိုက်ပြီးတော့ငါမူးတယ်မူးတယ်မရတော့ဆိုအဲ့အချိန်မှာလောကတက်တယ်လို့ဖြစ်သွားပြီးတော့ ရွာမှာရှိတဲ့အနည်းဆက်ဆုံးဆေးဆရာကိုသူခေါ်တဲ့အခါမှာသူဘလို့မှမရတော့ဘူးဆေးဆရာလည်းလာတော့သူကဆုံးသွားပြီပေါ့နော်အသက်မရှိတော့ဘူးပေါ့နော်အကောင်းကြီးတော့ဘာရောကားမှမရှိဘူးလို့ထင်ရတယ်အသက်ကတော့60ပေါ့နော်အဲ့တော့လူကချမ်းမာနေရလို့ထင်ရပြီမဲ့မတ်တက်ကြီးကောင်းနေပြီမဲ့ဆေးဆောင်ဆေးကမ်းမနီးတော့ကို့မှာသွေးလို့ရှိသလားဆီကျော်ရှိသလားဘလို့ချင်နေရှိသလားဆိုမစစ်ဘူးမစစ်တဲ့ခါကျတော့မသိဘူးမသိရခါမှာကိုစားနေတဲ့စားသောက်တွေကိုနေထိုင်ပုံစံမှန်လားမမှန်လားမသိဘူး လဲသွားပြီအရာတွေမှာနာတာရှိလူမမာဖြစ်ပြီဆိုရင်တော့ကုကြမှာမြန်မာပြည်ရဲ့လူတွေထုံးစံတိုင်းဆမအမြဲတမ်းလဲရှင်းပြတယ်ကုကြမှာအဲ့ညမှာအိမ်မဲကုံကုံချမ်းမဲကုံကုံရှိတဲ့ကားတွေလေတွေပုံရောင်းပြီးတော့ကုကြတယ်။သို့တော်ညာမဖြစ်ခင်ကကြိုတင်ကာကွယ်ပြီးလို့ဟင်းပစံကုံနဲ့ဟင်းပစံကုံနဲ့အဲ့လိုတွေးကြတာမဖြစ်ခင်ကကြိုတင်ကာကွယ်ခြင်းနဲ့ကျမကြီးဆွေးနွေးခြင်းနဲ့ဆမစီးဒီမှာဒီစေးတွေအကုန်လုံးဒီ ကျမ်းမာရေး supplement အားစီတွေပေါ့နော်မဖြစ်ခင်ကကြိုတင်ကောက်ွယ်ပြီးတော့ကိုကိုကိုချစ်တဲ့အမျိုးသားတိုင်းအမျိုးသမီးတိုင်းတောက်သုံးလို့ရတယ်အားစီတွေ supplement တွေဆိုတဲ့ဟာချက်ချင်းတောက်ပြီးဘုံဆိုပြီးယောဂပျောက်တဲ့ဟာမျိုးမဟုတ်ဘူးကြိုတင်ကောက်ွယ်ခြင်းနဲ့သူတွေကိုကိုကိုချစ်တဲ့မိသားစုကိုတမိုးထားတယ်အသက်ရှည်ပြီးတော့ကျန်းကျန်းမာမာနဲ့နေခြင်းနဲ့သူတွေနော်ပြီးရင်ကိုယ့်ရဲ့ဝင်ကိုကိုယ့်အရာရဲ့လဲနေလူမာကြီးဖြစ်နေတဲ့ဟာကြီးကိုမိသားစုတွေပေါ်မှာဝင်တော့ဝင်မဖြစ်စေခြင်းနဲ့သူတွေကြိုတင်ကောက်ွယ်ကြိုတင်လုပ်လို့ရတယ်အစ်စ်နေအများကြီးရှိတယ်စီချိုထိန်းတယ်ဆိုလက်စ ီကျူထင်းတဲ့တဲ့ပတ်သက်တဲ့အရာတွေသူရင်းအစီများတွေသူရင်းစီများဖို့เนาะစီများရဲ့အတွက်ကျွန်တော်တို့က AI လေးပေးတာမျိုးရှိတယ်နောက်ပြီးတော့အစာရင်ဦးလမ်းကြောင်းမှန်နေဖို့အတွက်ဝမ်းမှန်နေဖို့အတွက်အဲ့အတွက်ပေးရတာရှိတယ်အမျိုးသားချမ်းမာရေးအတွက်ပေးရတာရှိတယ်အမျိုးသမီးချမ်းမာရေးအတွက်ပေးရတာရှိတယ်အများကြီးပေါ့နော်အဲ့လိုရတာလေးလာဆွေးနွေးတိုင်ပင်ဖို့၄နှစ်၅နှစ်ခွန်6 56တက်တော့၎င်းခွန်99 46 164ပေါ့နော်ဒီမှာတင်ထားတယ်ဘိုင်းဝရဲဝင်နံပါတ်နှလုံးရှိတယ်အဲ့ဒီမှာမနက်၈ခွဲကနေညနေ9နာရီအတွင်းဖုန်းကောဗိုက်ပါရောဖြည့်ပေးနေရနော်အခုပြန်ပြီးဖြည့်ပေးနေပါတယ်မနက်၈ခွဲညနေ 9နိုင်တွင်တော့ အင်တာရေးအဆင်မပြေဘူးဆိုတဲ့အမေသမီးလေးတွေကိုအရန်အဆင်မပြေခြင်းလေးခြင်းလို့ဒီဗီဒီယိုလေးထပ်ပြီးတော့မျှဝေခြင်းလို့မရှိကိုယ်တိုင်ကအဆင်မပြေတဲ့သူဆိုတော့အဆင်ပြေအောင်ဒါကြောင့်နီလန်းလေးကိုမျှဝေပေးတာအဲ့တော့ဒါကြောင့်အကြီးဖောက်ပြန်သွားလို့ဆိုပြီးသူတို့အပြစ်တင်နေလို့မရဘူးကို့မှာကဘာတွေအားနည်းချက်ဖြစ်နေလဲပေါ့နော်အာကိုလှနေခြင်းတို့မရှိရလှနေခြင်းနဲ့ကိုချမ်းမာတယ်လို့ချမ်းမာစီခြင်းနဲ့အဲ့ဒါမသမီးတို့ထပ်မျှဝေပေးကြအောင်ဆင်မတင်ထားတယ်လေနော်အောက်ချွဲနီအပေါ်ချွဲနီအဲ့ဒီဗီဒီယိုကနေအများကြီးထပ်ပြီးတော့ပေါက်သွားတဲ့ခါမှာလူရဲထပ်ပြီးလာမေးကြတယ်ပေါ့နော်အဲအပေါ်ချွဲနီကတော့ဟုတ်ပြီးနှုတ်က ချုပ်တောင်းမှုမရှိတဲ့အိမ်ဆောင်ကြီးရလဲလေဘလို့မှဟိုအဲ့ဒီတရားတော်ကလေအေးသူလည်းအလုပ်ပြန်လာကိုလည်းအလုပ်ပြန်လာအနေနဲ့ဖြစ်မရှိစကားမပြောအဲ့ဒီခါကလည်းလေသူလည်းဖောက်ပြန်နေရမဟုတ်ဘူးကိုဖောက်ပြန်နေရလည်းမဟုတ်ပေမဲ့နှစ်အောင်လုံးရဲ့အိမ်ဆောင်ကြီးမှာကြာလေကြာလေဝေးလေဝေးလေကြားမှမများလေခလုတ်တိုက်ပြီးတော့များတစုံတယောက်များကြားတဲ့ဝင်သွားတယ်ဆိုရင်လေပိုဆိုးမှာနော်ယောက်ျားလေးဆိုတာကမင်းကလေးဆိုတာတော့နည်းနည်းစောင့်ထင်ရမယ်ဆိုရင်အတိနဲ့အသွင်းနဲ့ကိုတန်းနဲ့ကိုတိဆောက်ထားပြီးမဲ့လေ အတိနဲ့ထိမ့်သိမ်းရသည်ရေပေါ့နော်မြို့သားတွေကြောင့်လည်းခုနကပြောသူတို့လည်းဘာသာနဲ့ထူတာမှမလို့လေသူနဲ့ကိုယ်တိုင်နဲ့ကိုယ်တိုင်ဆောက်တဲ့မြို့သမီးစီရရတဲ့အကျဉ်းနာမှုချွတ်တဲမှုလေးတွေမရဘူးဆိုရင်ဘေးကမြတ်တရားဝင်လာရင်အပါသွားရောအဲ့လိုလေးနှစ်လာတိုင်းမြင်နေဆိုရင်လည်းကျမတို့ဂျားဂျားလူဒီလိုလေးရှိနေတဲ့အဲ့ခါမှာမမတို့ကျမ်းမာရေးလည်းမလိုအပ်ချက်မရှိအောင်နော်ဒီလိုမျိုးစကားချုံတောင်းတာလေးတွေရတယ်ဒါကလည်း